မင်္ဂလာပါရှင်။မနေ့ကနိုဝင်ဘာ28ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့တဲ့သတင်းအကြောင်းအရာတချို့ကိုပြန်ပြီးစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အရင်ဦးဆုံးအနေနဲ့မြန်မာပြည်တွင်းထဲကသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာပါ။အရခတက်တော်အေအေထင်းချုပ်ထားတဲ့ကြောက်တော်မြို့နယ်ကိုစစ်ကောင်စီတပ်ကဒီနေ့နိုဝင်ဘာ28ရက်မနက်ပိုင်းမှာလေကြောင်းကနေဘုံကျဲသွားပါတယ်။ကြောက်တော်မြို့နယ်အကြောင်းဖို့ရကိုစစ်ကောင်စီတပ်ကဒီနေ့မနက်10:00မိနစ်40ဝန်းကျင်မှာ တိုက်လျင်နဲ့ပေါင်900ပုံကျဲချတိုက်ခတ်ခဲ့ပြီးအဲ့ဒီလေကြောင်းတိုက်ခတ်မှုကြောင့်အသက်9နှစ်အရွယ်မင်းကလေးငယ်တယောက်အပေါဝင်9ယောက်သေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းဒေသခံအရက်သား10ယောက်ထပ်မံတရားရရှိခဲ့ပြီးအသက်၄နှစ်ကနေအသက်18နှစ်အရွယ်ကလေး6ယောက်ပေါဝင်တယ်လို့ဒေသတွင်းသတင်းဌာန APM ကဖော်ပြထားပါတယ်ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့အဆိုအရစစ်တပ်ရဲ့ပေါင်900ပုံကြောင့်လူနေအိမ်9လုံးပျက်စီးသွားခဲ့ပြီး ဒေသခံတချို့ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာကြောင်ဖိုးရွာကိုဘုံကျဲတိုက်ခိုက်ပြီးမနစ်ပိုင်းသာခြားပြီးကန်စောက်တောင်ရွာကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ APN သတင်းဌာနကဖော်ပြပါတယ်။ကန်စောက်တောင်ရွာရဲ့ထိခိုက်သေးဆုံးမှုကတော့မသိရသေးပါဘူး။ရှမ်းပြည်နယ်မြောက်ပိုင်းမှာဂိုကန်တပ်တန်းတရုံနဲ့အပြစ်ရဲဆဲပြီးတဲ့နောက်စစ်စင်ရေးနယ်မြေကျုံသွားတာကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတယ်လို့ A ကအောက်တိုဘာ31ရက်နေ့မှာအတည်ပြုထားပါတယ် အော်တိုဘာလောက်ကုန်ပိုင်းကစလို့နိုဝင်ဘာလလယ်ပိုင်းအထိရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်အရက်သား25ရောက်ထပ်မင်းသေဆုံးခဲ့ပါတယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မင်းလက်ပံကြီးရွာအနီးမှာထုတ်ဆစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့ကြားဒီနေ့နိုဝင်ဘာ28ရက်မှာလဲတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်နေကြောင်းကရင်တရမ်းရင်မြက်ကပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်နယ်ချောင်းမြစ်တောင်ရင်မြစ်ဘေးကမင်းလက်ပံရွာကိုနိုဝင်ဘာလ22ရက်ကလေးကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ကူအားယူပြီးအင်အားသုံးထိုးစစ်ဆင်လာခဲ့တာကြောင့်ဒီနေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေလို့ကရင်တရမ်းရင်မြစ်ကဆိုပါတယ်။နယ်စပ်မြစ်အနီးမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်မှုကြောင့်ထိုင်းဘက်ခြမ်းနယ်စပ်လုံခြုံရေးယူထားတဲ့ထိုင်းစစ်တပ်ကမီးခိုးဘုံ၅လုံးခန့်နဲ့အချက်ပြပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲပြင်းထန်မှုကြောင့်ဒေသခံတွေလည်းထွက်ပြေးပုန်းအောင်နေရသလိုထိုင်းစစ်တပ်ကလည်းမြန်မာပချမ်းဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေပြီးလုံခြုံရေးတွေတင်းကျပ်ထားတယ်လို့ထိုင်းနယ်စပ်သတင်းတွေမှာဖော်ပြထားပါတယ်။မင်းလပ်ပန်ရဟောဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP ရဲ့ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။နိုဝင်ဘာ22ရက်ကမင်းလပ်ပန်ရွာနီမှာစစ်ကောင်စီတပ်နဲ့ KNU တပ်တို့ကြားတိုက်ပွဲဖြစ်ပွားနေချိန်မှာဗိုလ်မှူးကြီးနိုင်လွယ်ဦးဆောင်တဲ့ DKPA တပ်ဖွဲ့တွေကစစ်တပ်ဘက်ကနေပြီးတော့ KNU တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ဒီ KPA တပ်ဖွဲ့တွေတက်ဆွဲထားပြီးတိုက်ခိုက်တဲ့နေရာကို KNU တပ်ဖွဲ့ကအဝင်ရောက်ရှင်းလင်းခဲ့ရမှာတော့ဒီ KPA တပ်ဖွဲ့ဝင်အယောက်230လက်နက်ချခဲ့ပြီးစခန်းကိုလည်းထိန်းသိမ်းနိုင်ခဲ့တယ်လို့ KNU ကဆိုထားပါတယ်။အထက်နေရာမှာဒီ KPA ရဲ့အကောက်အွက်ပေးမှုနဲ့လဲပတ်နေတဲ့ online ငွေလိမ်လုပ်ငန်းကြားဖြန့်ခြံဝန်းတစ်ခုကိုလည်း KNU ကတွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ရဲ့ drone တွေကို ကချင်လူလက်ရေးတက်မတော် KIA ပူးပေါင်းတက်ကဒိန်းစီနိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရမြက်ကပြောပါတယ်။နိုဝင်ဘာလ28ရက်နေ့မနေ့ကတိုက်ပွဲမှာစစ်ကောင်စီ drone တစ်စီးကို KIA တက်မဟာကိုတပ်ဖွဲ့ဝင်တွေကဇွဲချရယူထားနိုင်ကြောင်းဒေသခံသတင်းရမြက်တချို့ကရုတ်တရက်မှတ်တမ်းနဲ့ဖော်ပြလာတဲ့အပေါ်မှာကချင်စစ်ရေးသတင်းရမြက်ကအတည်ပြုရှင်းပြပါတယ်။ဗမော်တိုက်ပွဲရှေ့တန်းရောက်တက်မဟာကိုတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့6လအတွင်းစစ်ကောင်စီ drone 16စီးဖမ်းယူရရှိထားတယ်ဆိုတဲ့ရေးသားချက်တွေဟာလည်း လက်တွေ့အမြေပြင်အခြေအနေနဲ့နှိမ့်ဆက်တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တမဟာကိုတပ်ဖွဲ့ဝင်တွေရရှိထားတဲ့ drone အရေအတွက်က16စီးဖြစ်ပေမဲ့အခြားတမဟာအဖွဲ့တွေကလည်း3စီးရရှိထားတာတွေရှိတယ်လို့ကချင် စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။စစ်ကောင်စီတပ်ဟာဗမော်ကတိုင်ရင်ဌာနချုပ်တွေနဲ့တပ်စခန်းနေရာအများအပြားလက်လွတ်ခဲ့ရပြီးတဲ့နောက်2025 August လဇန်းပိုင်းမှာစစ်အင်အားနဲ့လက်နက်ခဲယံများစွာရေချောင်းကနေဖြစ်တင်းခဲ့ပါတယ်။အဲ့ဒီထဲမှာ drone အများအပြားလည်းပါဝင်တယ်လို့ စစ်ရေးတရင်မဲ့တချို့ကပြောပါတယ်ဆစ်လနဲ့အင်အားဖြည့်တင်ထားတဲ့စစ်ကောင်စီတပ်ဟာဩဂတ်လကစလို့လေကြောင်းပစ်ကူနဲ့တူဗမော်မှာမြေပြင်စစ်စင်ရေးတွေပြုလုပ်ခဲ့လို့တရင်ဌာနချုပ်တချို့ကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ KIA ဘက်ကလည်းတံပြန်ထိုးစစ်တွေပြုလုပ်နေလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါဗမော်အပေါ်ဝင်ကချင်းပြည်နယ်အတွင်းလက်တလောစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကတိုက်ပွဲတွေဆက်ရှိနေသေးတယ်လို့မနေ့ကအသိပေးပါတယ် စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးလေကြောင်းတို့ကိုအားပြုပြီးမြေပြင်ကနေအင်အားအလုံးအရင်းနဲ့တက်လာလို့တိုက်ပွဲတွေနေတိုင်းလူလူဖြစ်နေတာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ KIA ပူးပေါင်းတပ်ဟာ2024ဒီဇင်ဘာမှာပမော်မျိုးသိန်းစစ်စင်ရေးကိုဖော်ဆောင်ခဲ့ပြီးတနှစ်ကြာတဲ့အထိတိုက်ပွဲတွေဆက်ရှိနေတာဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းဒဇင်မြို့နယ်ကစစ်ကောင်စီတပ်ဆွဲထားတဲ့အမှုတင်ကြီးရောက်ကိုဒေါ်လေးတဖွဲ့တွေကဝင်ရောက်သိမ်းပိုက်ကြတယ်လို့သိရပါတယ်။ဒီနေ့နိုဝင်ဘာ28ရက်မနက်အစောပိုင်းကတည်းက နှစ်ဖက်ထိတွေ့မှုပြင်းထန်ခဲ့ပြီးတဲ့နောက်လေးနိုင်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးမူးတိန်ရွာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တချို့ကပြောပါတယ်စစ်ကောင်စီတပ်ကလေချောင်းကနေတောက်လျှောက်ပုံကျဲနေတယ်လို့ဒေါ်လရေးတက်တွေရဲ့အရှင်းလင်းရေးလဲမပြီးပြတ်သေးတာကြောင့်အသေးစိတ်အချက်အလက်တွေတော့မသိရသေးပါဘူးမူတန်ရွာသိမ်းပိုက်မှုအတွင်းစစ်ကောင်စီတပ်နဲ့ပြူစောတိတွေတိုက်စုံးမှုရှိပြီးထွက်ပြေးတဲ့သူများတယ်လို့တိုက်ခိုက်မှုမှာပါဝင်တဲ့ဒူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ကကိုပြည်ကျော်စိုးကအတည်ပြုထားပါတယ် မိုးတိမ်ရွာဟာဒဇယ်မြို့နယ်နဲ့ကမ်းဘလူးမြို့နယ်အဆက်မှာဖြစ်ပြီးအဲ့ဒီရွာမှာစစ်ကောင်စီတပ်ဆွဲထားတာကြာပြီလို့သူကရှင်းပြပါတယ်။ဒဇယ်မြို့နယ်အရှိမြောက်ချံကိုဒီနေ့မနက်ပိုင်းကတည်းကတတဦးလေတပ်ကတက်လာတဲ့ Jet Fighter နဲ့ဟောင်မလင်းဘက်ကနေလဲ White တွေလေရင်တွေနဲ့ဘုံဆင်တဲ့ချီကျဲချခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဒီနေ့မနက်အစင်တိုင်းကကမ်ဘလူးမြို့နယ်အမြောက်တပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာအင်အားအပြည့်ပါတဲ့စစ်ကားတွေနဲ့ဒဇယ်မြို့အရှိမြောက်ဘက်ချမ်းကိုဦးတည်ထွက်လာနေတယ်လို့ ဒေသတွင်းစစ်ရေးတန်းရင်းမြို့တွေကပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းဒဇယ်မြို့နယ်နဲ့ဆက်ဆက်နေတဲ့ကံဘလူတောင်ဘက်ခြမ်းနဲ့ခေဦးမြို့နယ်တွေမှာစစ်ကောင်စီတပ်စစ်ကြောင်းပြတဲ့အထိတက်ခိုက်ခံထားရပါတယ်ရှင်ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေအမေရိကန်စီရွှေပြောင်းအခြေချမှုအားလုံးကိုအပီးတန်ရက်ဆိုင်ထားတော့မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်အမေရိကန်ရဲ့စနစ်တွေအပြည့်အဝပြန်လည်နလန်းထူလာဖို့ဆိုရင်အခုလိုဆုံးဖြတ်ချက်မျိုးကမဖြစ်မနေလိုအပ်တယ်လို့ ထရမ့်ကလူမှုကွန်ရက်မီဒီယာ Truth ပေါ်မှာရေးသားထားခဲ့တာဖြစ်ပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ American C ပြောင်းရွှေ့အခြေချမှုအားလုံးကိုအပေးတိုင်ရန်နာထားမှာဖြစ်ကြောင်းဒါမှသာ American နိုင်ငံသားအများအပြားရဲ့ရပိုင်ခွင့်နဲ့နေထိုင်မှုပုံစံတွေတတိတိတိုက်စားဖျက်ဆီးခံရတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေနလန်ပြန်ထူလာမှာဖြစ်ကြောင်းဆိုပါတယ်။အာဖဂန်နစ္စတန်ကနေရွှေ့ပြောင်းအခြေချလာသူတအူးကနိုဝင်ဘာ26ရက်နေ့မှာအင်ဖြူရိုနာလုံခြုံရေးစောင့်ကြပ်နေတဲ့ အမေရိကန်စစ်မှုတန်းနှစ်ဦးကိုပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒါပြီးမှပဲထရမ့်ကပြည်ပအခြေချမှုတွေအပေါ်ပုံမဖိနှိပ်ပိတ်ပင်တဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒစက်မှတ်မှုတွေကိုခက်မြန်မြန်အကောင့်ထဲပေါ်လာခဲ့တာဖြစ်ပါတယ်။ထရမ့်ကဒီပြစ်ခတ်မှုကိုအကြမ်းဖက်လို့ရတဲ့ခုအမျိုးသားလုံခြုံရေးကိုအကြီးအကျယ်ချိန်ချောက်တဲ့ကိစ္စတစ်ခုလို့လဲဆွဆွဲထားပါတယ်။ပြစ်ခတ်မှုအပြီးနိုင်ပိုင်းအတွင်းမှာတင်ပဲထရမ့်ကအာဖဂန်ကနေအမေရိကန်စီပြည်ဝင်ခွင့်ရှောက်ထားမှုမှန်သမျှကိုလဲပိတ်ပင်ခဲ့တာပါ။ နောက်တစ်ဆင့်အနေနဲ့နိုဝင်ဘာ29ရက်နေ့မှာတော့အမေရိကန်ရဲ့နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကအမေရိကန်နဲ့အာဖဂန်တို့အပါအဝင်နိုင်ငံပေါင်း16ခုကနေအမေရိကန်ကိုရောက်လာပြီးအမြဲတမ်းနေထိုင်ခွင့် Green Card ရထားသူတွေကိုပါပြန်လည်စီစစ်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီပြန်လည်စီစစ်မယ်လှုပ်ထုံးလုပ်နည်းတွေကိုလည်းအသေးစိတ်မသိရသေးပါဘူး။ Trump ကအမေရိကန်မှာဒုက္ခသည်အဖြစ်ခိုးလုံနေသူတွေဟာနိုင်ငံရဲ့လူမှုဝန်ကျင်ကိုထိခိုက်ပျက်စီးစေတယ်လို့ဆွဆွဲပြီး အမေရိကန်ရဲ့ပြည်မြဆန်နှုံးတွေနဲ့မကန့်ညီတဲ့ဘသူကိုမဆိုဖယ်ရှားသွားဖို့ဆုံးဖြတ်ထားကြောင်းလည်းပြောပါတယ်။ထရမ့်ကအာဖဂန်နဲ့နောက်ထပ်နိုင်ငံပေါင်း၁၀ခုကနိုင်ငံသားတွေကိုအမေရိကန်စီလာရောက်လဲပတ်ခွင့်နှစ်ဆန်းပိုင်းကလေးကပိတ်ပင်တားမြစ်ထားပြီးဖြစ်ပါရဲ့ရှင်။အခုသတင်းပတ်ထဲမှာတဲတဲထန်ထန်ဇက်တိုက်ရွာသွန်းတဲ့မိုးတွေကြောင့်တီရီလင်ကနိုင်ငံမှာလူ96ဦးထပ်မံနေတေဆုံးခဲ့ပါတယ်။ဒီအခြေအနေကပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း တီရိလင်္ကာမှာကြုံမှုသမျှရာသီဥတုဖောက်ပြန်မှုကြောင့်လူအသေးပြောက်အများဆုံးဖြစ်စဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။နိုဝင်ဘာ28ရက်နေ့မနက်ပိုင်းထိအချိန်နဲ့အရမိုးရွာသွန်းမှုနောက်ဆက်တွဲရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်လူ56ဦးထပ်မံနဲ့သေဆုံးပြီး22ဦးပျောက်ဆုံးနေတယ်လို့အာဏာပိုင်တွေကပြောပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေမှာတော့နိုင်ငံအနှံ့ကမြို့တွေရွာတွေတဲရေဖုံးလွှမ်းနေတာကိုတွေ့ရပြီးရထားပြေးဆွဲမှုအများစုကိုလည်းလက်တလုံးမှာဆိုင်းငံ့ထားရတာပါ။ တီရီလင်ကာနိုင်ငံမှာအခုသတင်းပတ်ကြုံတွေ့နေတဲ့ရာသီဥတုအခြေအနေတွေကဒစ်ထွာဆိုက်ကလုန်းမုန်တိုင်းကြောင့်ပိုပြီးပြင်းထန်နေတာဖြစ်ပါတယ်။မုန်တိုင်းကတီရီလင်ကာအရှေ့ဘက်ကမ်းလွန်မှာလေဖိအားနဲ့ရဝုန်းငယ်အဖြစ်စတင်ဖွဲ့စည်းဖြစ်ပေါ်လာပြီးအဲ့ဒီနောက်ဆိုက်ကလုန်းအဆင့်ကိုလင်းလင်းမြန်းမြန်းအားကောင်းလာခဲ့တာဖြစ်ပါတယ်။မုန်တိုင်းဟာအိန္ဒိယနိုင်ငံပိုင်နက်ထဲကိုကုန်းတွင်းဝင်ရောက်တိုက်ခတ်ဖို့လည်းရှိနေပါတယ်။တီရီလင်ကာမှာတော့တဲတဲမဲမဲမိုးရွာသွန်းမှုတွေနဲ့အတူမြေကြီးတွေလည်းစိုးရိမ်ကြီးအမှတ်ကျော်တဲ့အထိ ဇက်တိုင်မြင့်တက်နေတာဖြစ်ပါတယ်။ကီလာနီမြစ်အောက်ပိုင်းဒေသတွေမှာတော့လာမယ့်48နာရီအတွင်းအကြီးအကျယ်ရေကြီးနိုင်တဲ့သတိပေးချက်တွေထုတ်ပြန်ထားတာပါ။သီရိလင်ကာရဲ့အလဲပိုင်းနဲ့မြောက်ပိုင်းဒေသတချို့မှာတော့နိုဝင်ဘာ28ရက်နေ့မှာမိုးရေချိန်200မီလီမီတာအထိရွာသွန်းမယ်လို့ခန့်မှန်းထားပါတယ်။အစိုးရဟာကယ်ဆယ်ရေးလုပ်ငန်းတွေမှာပတ်ဝန်းကျင်ဖို့စစ်တပ်အင်အား2000ကျော်လောက်ကိုလည်းအသင့်ပြင်ထားစေပါတယ်။သီရိလင်ကာနိုင်ငံမှာအခုလိုကာလဆိုရင်နှစ်တိုင်းမိုးသေးထန်လေးရှိပေမဲ့ အခုလောက်ပြင်းထန်ကြမ်းတမ်းတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးလို့ဆိုပါတယ်။နိုင်ငံရဲ့သမိုင်းတစ်လျှောက်အဆိုးဆုံးရေကြီးရေလျှံမှုတွေကိုတော့2003ခုနှစ်ဇွန်လမှာကြုံတွေ့ခဲ့ပြီးလူပေါင်း254ဦးသေဆုံးခဲ့တယ်လို့တောင်းနဲ့ချီရွှေ့ပြောင်းခဲ့ရပါတယ်ရှင်။အင်ဖြူဒေါ်နားမှာပြစ်ခတ်ခံခဲ့ရတဲ့ American စစ်မှုတန်း2ဦးတွေကအသက်20အရွယ်အမျိုးသမီးငယ်2ဦးဒဏ်ရာတွေကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။နိုဝင်ဘာ26ရက်နေ့တုန်းကအင်ဖြူဒေါ်နဲ့တိတ်မဝေးတဲ့ Washington DC မြို့လယ်လမ်းဆောင်တနေရာမှာ အာဖဂန်နစ္စတန်နိုင်ငံသားရွှေပြောင်းအခြေချသူတဦးဟာလုံခြုံရေးယူနေတဲ့အစောင့်တပ်ဖွဲ့ဝင်2ဦးကိုတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်နှစ်ဦးစလုံးဒဏ်ရာအပြင်းထန်ရခဲ့ပါတယ်။တနက်သမားဖြစ်တဲ့အသက်29နှစ်အရွယ်ရာမန်ညူလာလာကန်ဝဲလ်ကိုတော့တခြားအမေရိကန်စစ်သားတဦးကပြစ်ခတ်ပြီးအရှင်ဖမ်းမိခဲ့ပါတယ်။သူ့ကိုလုံခြုံရေးအရာရှိတွေကစုံစမ်းမေးမြန်းနေစေဖြစ်ပြီးပြစ်ခတ်မှုကျူးလွန်တဲ့အကြောင်းရင်းကိုလည်းမသိရသေးပါဘူး။နိုဝင်ဘာ29ရက်နေ့မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒဏ်ရာရခဲ့သူစစ်မှုထမ်းတွေကဆာရာဘတ်ထရမ်ကွယ်လွန်သွားတဲ့အကြောင်းကြေညာပါတယ်။နောက်ထပ်တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့အန်ဒရူးဝူဖ်ကတော့အသက်လူကုသမှုတွေခံယူနေရဆဲလို့သိရတာပါ။ထရမ်ဟာကွယ်လွန်သူရဲ့မိဘတွေစီကိုလည်းဆက်သွယ်ပြီးနှစ်သိမ့်စကားပြောခဲ့တယ်လို့အင်ဖြူတော်ကထုတ်ပြန်ပါတယ်။ဘတ်ထရမ်ဟာဂျေဇူးတော်နေ့ကာလအတွင်းဝါရှင်တန် DC ရဲ့လုံခြုံရေးအတွက်ကူညီစောင့်ကြပ်ပေးဖို့စန္ဒအလျောက်ကမ်းလှမ်းခဲ့တာလို့သိရတာဖြစ်ပါတယ်။ ထရမ့်ကအမေရိကန်ရဲ့မြို့တော်မှာဒူးစရိုက်မှုတွေထိမနိုင်သိမရကြီးထွားနေတယ်လို့စွပ်စွဲပြီးဩဂတ်လကစလို့အမျိုးသားအစောင့်တက်အင်အား2000လောက်ကိုလုံခြုံရေးဖျန့်ကျက်ထားစေခဲ့တာပါကနအူးစစ်ဆေးချက်တွေအရပြစ်ခတ်မှုရဲ့တန်တရားတရားခံလာကန်ဝဲလ်ဟာအာဖဂန်ကနေအမေရိကန်တပ်တွေဆုတ်ခွာလာချိန်မှာကူညီပေးခဲ့တဲ့ Operation Allies Welcome ဆိုတဲ့အစီအစဉ်တစ်ခုအရအမေရိကန်ကိုလာရောက်ခွင့်ရခဲ့တာလို့သိရပါတယ်လာကန်ဝဲလ်က2024ခုနှစ်မှာဒုက္ခသည်ခံယူခွင့်ရှောက်ထားခဲ့ပြီး အခုနှစ်စန်းပိုင်းမှာခွင့်ပြုမိန့်ကြထားခဲ့တာပါ သူကျူးလွန်ခဲ့တဲ့ပြစ်ခတ်မှုအပြီးမှာတော့ American ဟာ Afghan နိုင်ငံသားတွေရဲ့ပြည်ဝင်ခွင့်ရှောက်ထားမှုမှန်သမျှကိုစိုင်းငံ့ထားလိုက်ကြောင်းလည်းသိရပါတယ်ရှင် People's Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်